ိပြီးမနာခံတတ်တဲ့ယုံလေး။ဦးရှိရှိတုန်းကတော့အုပ်ကြီးထဲမှာယုံမီသားစုလေးဟာကြော်ရွှင်စွာ နေထိုင်ကြပါတယ်။သူတို့မှာရွေးလူတငယ်ချင်းတွေနဲ့စော်ကစားရတာလွတ်လပ်စွာခုံပေါက်ရတာကိုအရန်ကြိုက်တဲ့ဤပြီးမနာခံတတ်တဲ့ယုံလေးတကောင်ရှိပါတယ်။သူ့နာမည်ကတော့ပေါက်ပေါက်တဲ့။ဒီနေ့မှာ ပေါ့ပေါ့ရဲ့မိခင်ကသားတို့သမီးကြီးတွေပြေးနေတဲ့လမ်းမကြီးကိုဘယ်တော့မှဖြတ်မသွားရဘူးနော်။အန်နေများတယ်လို့တတိပေးပါတယ်။ပေါ့ပေါ့ကဟုတ်ကဲ့မေမေလို့ပြောလိုက်ပြီးမဲ့စိတ်ထဲမှာတော့ဘာဖြစ်လဲငါမြန်မြန်ပြေးလိုက်ရင်ဘသူနဲ့မှတွေ့မှာမဟုတ်ဘူးလို့ထင်နေပါတယ်။နောက်တနေ့မိုးလင်းလာတဲ့အခါပေါ့ပေါ့ကငယ်ချင်းတွေနဲ့ချုံမူကြီးနားမှာစော့နေကြပါတယ်။ ရုတ်တရက်လေပြင်းတိုက်ခိုက်လိုက်တဲ့အခါပေါပေါရဲ့အကြိုက်ဆုံးဘောလုံးလေးဟာသမင်ပြင်းလမ်းပေါ်ကိုမတော်တဆလက်ဝင်သွားပါတယ်။ပေါပေါကဘောလုံးလေးကိုမြ мян ပြေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်။မိရင်ရဲ့တတိပိချက်ကိုတတိရလိုက်ပေမဲ့မေမေမသိရင်ဘာမှမဖြစ်ပါဘူးလို့သူ့ကိုယ်သူပြောရင်သမင်ပြင်းလမ်းပေါ်ကိုခုန်ချလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ပဲ ဒုံဒုံဆိုတဲ့အတန်းကြီးကို ကြားလိုက်ရပါတယ်။တမင်ဦးကြီးသူ့ဘက်ကိုဥတီပြေးလာနေပါတော့တယ်။ပေါပေါလန်ပြီးကြီးခိုက်မိမှာဆိုလို့ခြုံပုံသေးကိုဖြတ်ခနဲခုံဝင်ရင်းခြေတော်ကျိုးသွားပါတော့တယ်။တမင်ဦးကြီးဖြတ်သွားပြီးတဲ့နောက်ပေါပေါဟာကြောက်လန့်တကြားနဲ့နာလို့ညင်းညူနေပါတော့တယ်။ရန်ကောင်းထောက်မှစွာပဲသူ့မိခင်က အတန်ကိုကြားပြီးလာရောက်ခဲ့စေပါတယ်။မိခင်က ပေါပေါကိုအိမ်ပြန်ခေါ်သွားပြီးခြေတော့ကို စီးနောင်ကုသပေးကသားတည်ရင်လားမိဘကမလုပ်ရဘူးလို့ပြောရတဲ့အကြောင်းရင်းကသားကိုအန်ဒီကနေကာဝယ်ဖို့ပါပဲလို့ထူသားစွာရှင်းပြပါတယ်။ခြေကျိုးရတဲ့ဝေဒနာကို ခံစားရပြီးမိခင်ရဲ့စကားကိုနားမထောင်ခဲ့တဲ့အတွက်ပေါပေါနောင်နာရနေပါတော့တယ်။ သူဟာဒီအဖြစ်ပြက်ကနေသင်ငန်းစာရပြီးနောက်တစ်ချိန်မှာမိဘစကားကိုနားထောင်တတ်တဲ့ယုံလေးအဖြစ်ပြောင်းလဲသွားပါတော့တယ်။ခြေတော်ကြိုးပြီးနောက်ပိုင်းရက်ပိုင်းအတွင်ပေါက်ပေါက်ဟာ သူ့မိခင်ရဲ့ဂယုဆိုင်မှုကြောင့်ပြန်လဲကောင်းမွန်လာပါတယ်။ဒါပေမဲ့သူဟာအိမ်ပြန်ဘက်တော့မထွက်ရသေးပါဘူး။တနေ့လုံးခြေချင်းဝက်လေးကိုအရွယ်နုနုလေးတွေနဲ့စီးထားရပြီး ူတာမန်လိုခုံပေါက်ကစားလို့ရတော့မှာမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။သူတငယ်ချင်းတွေဖြစ်တဲ့မြေခွေးလေးမောင်ရှင်နဲ့လင်းယုံလေးမောင်ငယ်တို့ကလာရောက်ကြည့်ကြတယ်။ဟဲပေါက်ပေါက်ရင်လိုမမြင်တော့ဘူးနော်လို့မောင်ရွှေကတည့်ရင်ပြလိုက်ပါတယ်။ပေါက်ပေါက်မှာစိတ်မကောင်းတော့ဖြစ်သွားပါတယ်။ငါငါမြန်နေတော့မဲလို့ခုခံပြောဆိုလိုက်တယ်။ညနေခင်းမှာ ပေါပေါရဲ့အဖေကသူ့ကိုခေါ်ပြီးသားကြီးညံနေဆိုတာအသာချက်တခုပါပဲဒါပေမဲ့ညံရှိရှိနဲ့အသုံးချတတ်ဖို့ကပိုရေးကြီးတယ်လို့သုံးမလိုက်ပါတယ်အဖေရဲ့စကားကိုကြားရတဲ့အခါပေါပေါဟာသူ့မနာခံခဲ့တဲ့အကြောင်းတွေကိုပြန်တွေးမိသွားတယ်သူဟာညံပေမဲ့စဉ်းစားညံမရှိခဲ့ဘူးဆိုတာနားလည်သွားတယ်တလားလောက်အကြာမှာ ောက်ပေါက်ရဲ့ခြေထောက်လေးဟာပြန်ကောင်းလာပါပြီ။ဒီတခါတော့သူဟာပူပြီးတတိထားတက်လာပါတယ်။သမင်ပြေးလန်းကိုဖြတ်ရမယ့်အခါမျိုးမှာ သူဟာရက်နာပြီးတစ်ဖက်စလုံးကိုကြည့်တက်လာပါတယ်။ဒီနေ့တော့ငွေချင်းအစ်စ်တွေဖြစ်လာတဲ့လေကလေးကို သူကူညီပေးဖို့လိုတဲ့အခါပေါက်ပေါက်ဟာသူ့ရဲ့မျက်စံမှုကိုညံနဲ့ပေါက်ဆက်အသုံးချတက်လာပါတယ်။လေကလေးကို အငြင်းရှိတဲ့နေရာကနေနင်းနင်းမြန်းမြန်းထယ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ပေါပေါရဲ့မိခင်ကအခုတော့သားဟာမြန်ယုံနေမကတော့ဘူးအသိဉာဏ်လဲတိုးတက်လာပြီလို့ကြည်ကျပါတယ်။ပေါပေါဟာကြီးကြီးပြီးမနာခံတတ်တဲ့ယုံလေးကနေတာဝန်ယူမှုရှိတဲ့ယုံလေးဖြစ်လာပါတော့တယ်။သူသိလိုက်ရတာကအနည်းကင်းကင်းနဲ့လွတ်လပ်စွာစော်ကစားခွင့်ရဖို့အတွက် စီးမြင်တွေကိုလိုက်နိုင်ရမယ်ဆိုတဲ့အကြောင်းပါပဲ။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ကလေးတို့လည်းလူကြီးမိဘတွေကစိုးစိုးမတဲ့အခါတေချာစွာမှတ်ထားပြီးစီးမြင်စည်းကမ်းတွေကို နားခံလိုက်နိုင်ရမယ်နော်။